ဒီနေ့ကျွန်တော်လဲစသုံးရတဲ့ဒီအရာလေးပေါ့နော်ဒီနေ့တတို့သမီးကိုပြင်ဆင်ခြင်းထဲမှာလေရှိတဲ့အရာလေးကိုကျွန်တော်မှုလျော်ဝမ်းမြောက်ရတဲ့အရာလေးကိုစီစဉ်လို့တယ်လို့ဒီနေ့ကျွန်တော်တို့ကလေဘာကိုနားလည်ဖို့လိုအပ်တယ်လဲဆိုတဲ့အခါမှာတတို့သားနဲ့တတို့သားနဲ့เนาะမိတ်ဆွေ ဒီနမ်းမှာဘလို့ပြောလဲဆိုတဲ့ခါကြတော့ကောင်းသောအဖနဲ့တဲ့တဘောတူလျက်တဲ့ဝိညာဉ်အဖဖြစ်သောရှင်ပေါ်လူကတဲ့သင်တို့ကိုလင်တူးနဲ့ထိမ်များဆောင်နေပြီးသောကြောင့်ဖယားသခင်ရဲ့အလိုတော်အတိုင်းတီလာနဲ့ပြည့်စုံသောတို့သမီးကညာအဖြစ်ခရစ်တော်အား စက်တရန်စိုးရိမ်စိတ်နဲ့တင်တို့ကိုငါစောင့်ရှောက်လျက်နေတယ်။ရှင်ပေါလုကဘာလဲလို့ပြောတဲ့အခါကျတော့ဝိညာဉ်အဖာဖြစ်ပါတယ်တဲ့။ဒါပေမဲ့သူ့ရဲ့နှလုံးသားထဲမှာလေသူ့ကိုမြင်ဖို့ရန်အတွက်လုံးဝမကြိုးစားအဲ့ဒါကိုလေအဲသဘောကျကျွန်တော်ရဲ့ဘဝအတ္တအထည်ထဲမှာလည်းပဲ ကျွန်တော်တို့ကိုတွင်တင်ပေးခဲ့တဲ့ဆရာသိန်းဆရာသိန်းကလीသူ့ကလေးတွေကိုလीသူ့နဘေးမှာ ရှိနေတာကိုသူလုံးဝမကြိုက်ခါချတာသူ့ကလေးတွေသူ့နဘေးမှာပဲတွေ့ကပ်ပြီးမှတီးတယ်မလားဆရာကြီးဆရာကြီးဆိုမှတွေ့ကပ်ပြီးမှဒီနေ့ဒီစကလုံးနဲ့ဆိုရင်ဘာနဲ့သွားတူတယ်လဲဆိုတဲ့အခါမှာလူတွေက တိုက်တွန်းမြောက်စားလက်နော်အဲဒီစကလုံးတွားတတိယလုံးဝမကြိုက်ကျွန်တော်ဆရာဘာလုပ်လဲဆိုခါချမနေနဲ့သွားတယောက်မကြံတယောက်တော့သူသွားမြကြီးနာရှမ်းပြည်သွားမန်လီသွားကယားသွားကရင်သွားကချင်သွားအကုန်ခါချဘာကြောင့်မို့လဲဆိုတဲ့အခါမှာ ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာကျွန်တော်တို့ကိုချစ်တော်ချစ်သူရှိတယ်အဲ့ဒီချစ်သူနာမည်ကတတတာခရစ်တော်ဖြစ်တယ်ခရစ်တော်ကပဲကျွန်တော်တို့ရဲ့ချစ်သူဖြစ်ရထပ်ပြောပါမယ်ဝိညာဉ်ရေးမှာတုန်တင်တဲ့ရှင်ပေါလုပင်လင်သူ့ရဲ့သားသမီးတွေကိုစကားပြောတဲ့အခါမှာပြောလဲဆိုရင် မင်းတို့ဟာတဲ့လင်းတူးနဲ့ထိမ်များဆောင်နေပြီတော့ကြောင့်ကျွန်တော်တို့ကဘာပြောလဲလင်းတူးထိမ်များဆောင်နေပြီတော့ကြောင့်ဒါဆိုကျွန်တော်တို့ရဲ့လင်းကဘာလို့လဲခရစ်တော်ခရစ်တော်ခရစ်တော်ဒါကြောင့်ကျွန်တော်တို့ကပိုင်ရှင်ရှိတော်သူဖြစ်တယ်ပြောကြည့်ပါဦးပါလေပိုင်ရှင်ရှိတော်သူထပ်ပြောမယ် မိမ့်မလွတ်မဟုတ်ဒီနေ့ကျွန်တော်တို့ကအသက်ရှင်တဲ့အခါမှာမိမ့်မလွတ်လို့အသက်ရှင်တာနော်အဲ့ဒါငါစိတ်နဲ့ပဲသွားခြင်းရာသွားငါစိတ်နဲ့ပဲလှုပ်ခြင်းရာလှုပ်ပိုင်ရှင်ဖြစ်တဲ့ခရစ်တော်ငါကိုဘာလှုပ်စီခြင်းနဲ့မစင်စားဘူးပိုင်ရှင်ဖြစ်တဲ့ခရစ်တော်ငါကိုထိမ်းမြားထားတဲ့ခရစ်တော်ငါဟာခရစ်တော်ရဲ့ဇနီးဇနီးလောင်းဖြစ်တယ်ဆိုတာမစင်စားနိုင် မိမလွတ်တယောက်လို့ပဲအသက်ရှင်တကြောင်မရှင်ပေါ်လူပါပြောလဲဆိုရင်ငါလေးတဲ့စိုးရင်ပေးတယ်တဲ့ဒီမှာ तू ရေးထားတာကိုဖတ်ပြီးမှလေအဲ့ဒါနှုတ်ကပတ်တော်နော်နှုတ်ကပတ်တော်နော်တကြောင်မတဲ့ဖရာသခင်ရဲ့အလိုတော်အတိုင်းနဲ့တီလာနဲ့ပြည့်စုံတော်တို့သမီးကညာအဖြစ်တီလာနဲ့ပြည့်စုံတဲ့တို့သမီးကညာအဖြစ်တဲ့ ခရစ်တော်အားဆက်တယံဒါကြောင့်ကျွန်တော်တို့တရားချင်းစီတိုင်းကကျွန်တော်ဘုရုကိုဆက်တာဖို့လဲကျွန်တော်တက်တာကျွန်တော်ရဲ့ခင်ပွန်းဖြစ်တဲ့တတို့သားဖြစ်တဲ့ခရစ်တော်ကိုဆက်တာဖို့အတွက်ပဲတင်ဘုရုကိုဆက်တာဖို့အတွက်လဲတင်ကိုချစ်တော်တင်ရဲ့ခင်ပွန်းဖြစ်တဲ့ခရစ်တော်ကိုဆက်တာဖို့အတွက်ပဲအေးတဲ့ခရစ်တော်အားဆက်တယံတဲ့စိုးရင်စစ်နေတင်တို့ကိုငါဆောက်ရှောက်ရနေတယ် ခင်ယေရှုကိုရောကိုချီးမွမ်းပါဒီနှုတ်ကပတော်တွေဖတ်တဲ့အခါမှလေအော်ကြည်စမ်းလို့ဒီနေ့ကျွန်တော်တို့ကိုဘလောက်အထိတခင်ရဲ့ဒုသမီတယောက်အနေနဲ့ဘလောက်အထိကျွန်တော်တို့ကိုဂယုစိုက်တယ်ယူရတယ်ပြုစုတယ်ဆိုတာလေကြားထဲမှာကြကူလီမဖြစ်ဖို့အတွက်เนาะ ဈာထဲမှာခုနပြောသွားတဲ့ဥစ္စာတိတ်ကောင်းတယ်ပလီပလာတဲ့ညူဆွေညူနေတာတွေမဖြစ်ဖို့ရအတွက်တဲ့အာကောင်းလိုက်တာဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာလေအဲဒီကဲတို့ကျွန်တော်တို့ကိုခရစ်တော်ရဲ့တို့သမီးတယောက်အနေနဲ့ဆက်တာဖို့အတွက်တော့မလိုလားအပ်တဲ့ကိစ္စတွေထဲမှာမဖြစ်အောင်ဆွေရင်စင်နေတဲ့တင်တို့ကငါစောင့်ရှောက်ရနေတယ်နောက်တစ်ပိုက်မှာပါထပ်ပြောလဲဆိုတဲ့အခါမှာ ပရိယဖြစ်တဲ့အေးဝကိုမွေလဲ့စားကြဲ့တို့တဲ့တင်တို့စိတ်ဆွေးမြေ့ယိုယွင်း၍ဒီထဲမှာထပ်ရေးထားတယ်နော်ကျွန်တော်တို့ရဲ့စိတ်ကားတဲ့ဆွေးမြေ့ယိုယွင်း၍ခရစ်တော်ကိုအကျွင်းမဲ့မချစ်မီကိုငါစိုးရိမ်တယ်ကျွန်တော်နောက်ကနေလိုက်ဆိုပေးပါနော်ခရစ်တော်ကိုအကျွင်းမဲ့မချစ်မီကိုငါစိုးရိမ်ဤဟုတတိပေးတယ်ဒီနေ့ ကျွန်တော်တို့ယုံကြည်တဲ့ယုံကြည်သူတွေတာသမီတယောက်ချင်းစီတိုင်းကခရစ်တော်ရဲ့တတော်သမီးပါကျွန်တော်တို့တယောက်ချင်းစီတိုင်းကို မေးမယ်ဆိုပါစို့ခရစ်တော်ကိုချစ်သလားအားလုံးပြောမှပဲချစ်တယ်နော်မချစ်ဘူးဆိုရင်သူတရားမှာပါပါမို့ဒါပေမဲ့ဒီနေ့နှုတ်ကပတ်တော်ထဲမှာပါပြောလေခရစ်တော်ကိုအကျွင်းမဲ့မချစ်မီကိုငါစိုးရင်ချစ်ကတော့ချစ်ပါတယ်ဘာဖြစ်လဲတဝက်တပြည့် တဝက်တပြည့်ဖြစ်နိုင်တယ်ကျွန်တော်တို့ရဲ့အကျွင့်မဲ့ဆိုဟိုးဟာတဲ့နှလုံးသားဒါကြောင့်မို့သခင်ကိုချစ်တဲ့အခါမှာတဲ့ကျွန်တော်တို့ရဲ့ဖြစ်ခြင်းဝိညာဉ်စိတ်ခန္ဓာသုံးပိုင်းစလုံးနဲ့ပြည့်ဝခြင်းနဲ့သခင်ကိုချစ်ဖို့ဒီနေ့ကျွန်တော်တို့ကသခင်ကိုချစ်လားဆိုရင်ချစ်ပါတယ်ဒါပေမဲ့အကျွင့်မဲ့လားမဟုတ်ပါဘူး ဒီနေ့တခင်ကိုအကျွင်းမဲ့ချစ်တယ်ဆိုတဲ့သားသမီးတွေရဲ့အတ္တအแทမှာကိုချစ်တဲ့သူအတွက်လေအချိန်ရှိတယ်ဗျာရိုးရိုးလေးပြောမယ်ဘယ်အချိန်ပဲပြောပြောတခြားမပြောနဲ့တော့ကိုမွေးထားတဲ့ကိုကလေးလေးချစ်တဲ့အခါမှလူညတကောင်မထချင်လဲကုန်းပြီးမှ ကလေးကိုငိုတဲ့အခါမှထရတာဥပမာပြောတာဟာသူဘာမလို့စာနေလား ဓမ္မမို့ဤပဲပါနေတာလားဘာဖြစ်နေလဲအဲ့ဒါချစ်တဲ့ဇောချစ်တဲ့ဇောဒီနေ့ကျွန်တော်ရဲ့အတ္တတမခရစ်တော်ကိုအကျွင်းမဲ့ချစ်တဲ့အခါမှာကျွန်တော်ရဲ့အတ္တထဲမှာဖျားပေးတဲ့ကျွန်တော်ရဲ့အချိန်သခင်အတွက်ရှိတယ်ရှိတယ်ဖျားမပြောနဲ့လူလူချင်းတောင်ချစ်ရင်သူ့အတွက်အချိန်များရှိတယ်ပွန့်ပွန့်လင်းလင်းပဲပြောပြစီ တခြားသူအတွက်အချိန်မရှိပေမဲ့ကိုချစ်တဲ့သူတည်းရှိတယ်ဗျာဒါကျွန်တော်တို့အားလုံးသိပြီးတဲ့ကိစ္စဘယ်ကပါမလဲကိုခတ်အိတ်မှာရှိတဲ့ဥစ္စာသူ့အတွက်ဖြစ်လာတာကဲချစ်ရင်မင်းပါစားခြင်းလဲပျော်စမ်းကျပါရဲလမ်းထိပ်မှာရှိအကျော်လေးဝယ်ကြွေးပါအမအကျော်လေးပဲလားလာစားစားတောက်ဆိုင်မှာသွားစားရအောင်အဲ့လို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 ချစ်တဲ့အခါမှာအဲ့လိုကိုကအိတ်ကသူ့အတွက်ဖြစ်သွားတယ်ဒါကျွန်တော်တို့တော့မြင်နိုင်တဲ့အရာလေ အော်လို့ကြည်စမ်းလို့ကျွန်တော်တို့ရဲ့အသက်တော်မှာသခင်ကိုဒါကြောင့်မို့ပေါလုကသူစိုးရင်တဲ့နှလုံးသားနဲ့သူပြောတာမင်းတို့ရဲ့စိတ်ဆွေးမြေ့ယိုယွင်းယွေတဲ့ဘာကြောင့်မို့လဲစာရင်ပါပါလေးလဲရပါတယ်မင်းသခင်ကိုချစ်နည်းနည်းလေးရိုက်တော်ပြီပေါ့မိရဲ့မိမိရဲ့တက်တာမှာမင်းလဲမိရဲ့အချိန်မင်း free time ရှိရမှာပေါ့ မှန်တယ်ချစ်တော်မိသားစုဒီနေ့ကျွန်တော်တို့ရဲ့အတ္တဓာတ်မှာဝိညာဉ်လူဟာဝိညာဉ်အရာကိုရွေးယူတတ်တယ်ဇာတိလူကတော့ဇာတိအရာရွေးယူမှာပဲဒီနေ့ကျွန်တော်တို့ရဲ့အတ္တမှာဒါကြောင့်မို့တဲ့ခရစ်တော်ကိုအကျွင်းမဲ့မချစ်မီကိုငါစိုးရိမ်တယ်ဒီနေ့ကျွန်တော်တို့ရဲ့အတ္တဓာတ်မှာဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တဓာတ်မှာ ဆရာကြီးเนาะ Rick Warren တူပါပြောလဲဆိုတဲ့အခါမှာ L O V E love လို့ပြောတဲ့အခါမှာချစ်ချင်းမြည်မြခြင်း time တဲ့အချိန်ဖြစ်တယ်ဒီနေ့တယောက်တော့သူကိုငါချစ်တယ်လို့ပြောပြီးမှအဲ့ဒီသူအတွက်အချိန်မပေးဘူးဆိုရင်အဲ့ဒါအာလူကျွေးတာပဲလीအာလူကျွေးတာပဲဒါမစစ်မှန်မစစ်မှန် ဒီနေ့သခင်ကိုချစ်တယ်နော်လို့ပြောပြီးမှသခင်အချိန်တောင်မပေးနိုင်အဲ့ဒါအာလူကျွေးတာပဲဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဒါကြောင့်မရှင်ပေါ်လူကအယံစိုးရိမ်နေတယ်အိုးသခင်ယေရှုကိုရောကိုချစ်ပါဒါကြောင့်မို့တဲ့ရှင်ပေါ်လူ need to တဲ့ပါရိဆန်ယောဟန်ဤအသက်တာနဲ့တဲ့ရည်ရွယ်ချက်လဲတဲ့ခရစ်တော်ရဲ့တို့သမီးကိုပြင်ဆင်ဖို့အတွက်ဒါကြောင့်ဒီနေ့ ပေါလုနဲ့ယောဟန်ရဲ့အလုတ်ကတကယ်တမ်းကျတော့ဘာအလုတ်လဲဆိုရင်တို့သမီးကိုပြင်ဆင်တော့အလုတ်ပဲဒါကြောင့်ဓမ္မဆရာတွေကဘာအလုတ်လဲဆိုတို့သမီးကိုပြင်ဆင်တဲ့အလုတ်ဒါကြောင့်မို့အဲ့ဒီတို့သမီးကိုပြင်ဆင်တဲ့အလုတ်ထဲမှာကျွန်တော်တို့ကမတိမတာနဲ့မလုတ်မှမမတိတဲ့အရာကိုဒီနေ့ထပ်ပြောတယ်မတိမတာနဲ့မလုတ်မှမဒီထဲမှာအမှားကိုကျွန်တော်ထပ်ပြောခြင်း ဒီမှာဗာပြော့လဲဆိုတဲ့ခါမှာဓမ္မဆရာအားလုံးဟာတဲ့တတို့သားရဲ့မိတ်ဆွေဖြစ်တယ်နော်မိတ်ဆွေခုနပြောပြီးပြီရှင်ပေါ်လူပဲပြောမလားဗတ္တိဇံဆရာယောဟန်ပဲပြောမလားတကယ်တမ်းကျတော့ဗတ္တိဇံဆရာယောဟန်ကလေသူ့ရဲ့တပည့်တွေရောလေသခင်ယေရှုနောက်လိုက်သွားတာလိုက်သွားတဲ့အခါကျဟဲဟဲဟဲမင်းရဲ့တပည့်တွေဟိုမှာလိုက်ကုန်ပြီသခင်ယေရှုဟုတ်တယ်လေလိုက်ပါစေတဲ့မလီ तू ကဝမ်းသာတာဝမ်းသာတာ လိုက်ပါစေတဲ့ဘာကြောင့်မို့ပြောတာလဲငါကတဲ့တင်စင်ရတဲ့သူပဲတဲ့တတို့သားဖြစ်တဲ့ခရစ်တော်ကတဲ့တတို့သမီးကိုရတာငါဝမ်းသာတယ်တဲ့ငါကတတို့သားနှဘေးမှာရှိတဲ့မိတ်ဆွေပဲဖြစ်တယ်တဲ့ဒါကြောင့်ထိုတခင်မူကသိုးပွားခြင်းရှိစေတဲ့ငါမူကဆွတ်ရွခြင်းဒါကြောင့်မို့ကျွန်တော်တို့ရဲ့အသက်တာကျွန်တော်တို့တရားချင်းစီတိုင်းရဲ့အသက်မှာကျွန်တော်လေးအရန်ဝမ်းသာတယ် ျွန်တော်တို့တုန်တင်ခြင်းခံရတော့ကြောင့်ဆရာဆွဲမထားစေခြင်းကျွန်တော်တို့ဆရာကကျွန်တော်တို့တုန်တင်ကြတဲ့ကဆရာဆွဲမရှိမဆွဲအောင်လဲသူလုပ်တယ်အမြဲတမ်းကျွန်တော်တို့ကိုဖယားကိုဆွဲဖို့အတွက်ပဲကျွန်တော်တို့ကိုအမြဲတမ်းခါချတာဖယားစီပဲလဲဖို့ရန်အတွက်ဒါကြောင့်မို့တဲ့တတို့သားရဲ့မိတ်ဆွေတဲ့ဒါနော်အမှုတော်ဆောင်ဆရာတွေကိုပြောတာ ဓမ္မဆရာအပေါ်တဲ့ယုံကြည်သူတို့သမီးကမျက်စိကြကားတဲ့တို့သားဤအဖို့မိတ်ဆွေကို အထင်ကြီးဆွဲလန်းသွားခြင်းကမားတယ်ကဲဘဒုအပေါ်မှာအထင်ကြီးပြီးဆွဲလန်းတာမားတာလဲဆိုရင်ဓမ္မဆရာခုနပြောပြီးပြီဓမ္မဆရာကဝိညာဉ်ပိုင်းဆိုင်ရာမှာခုနရှင်ပေါ်လူကဘာဖြစ်လဲဝိညာဉ်အဖဖြစ်တယ်တဲ့ဒါပေမဲ့သူ့ရဲ့အလုတ်ကဘာလဲဆိုရင် တထုတမီပြင်ဆင်တဲ့အလုပ်တကယ်တမ်းကျတော့ဒီတထုတမီဖြစ်တဲ့ယုံကြည်သူတွေကဘုဒ္ဓထံရောက်ဖို့အတွက်ပဲလဲဆိုရင်ခရစ်တော်ထံရောက်ဖို့အတွက်ယုံကြည်သူတရားချင်းစီတိုင်းကနော်ပြုတ်ပြင်းချင်းခံရတာဘုဒ္ဓအတွက်ပဲလဲခရစ်တော်အတွက်ပဲဒါကြောင့်ကျွန်တော်တို့ကတဲ့ဒီနေ့ကျွန်တော်တို့ကအဲ့ဒီဓမ္မဆရာအပေါ်မှာတဲ့ယုံကြည်သူတို့တမီးတွေကမျက်စိကြတာ တို့တရဲ့အဖေါ်မှာအထင်ကြီးဆွဲလန်းသွားတာမှားတယ်။ဒီမှားတဲ့ဥစ္စာကျွန်တော်တို့ကိုပြောတယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဆွဲလန်းစရာအထင်ကြီးစရာကျွန်တော်တို့ရဲ့တို့တာခရစ်တော်ပဲ။အာမင်။သခင်ယေရှုကိုရောက်ကိုချစ်တယ်။နောက်ထပ်မှားတာလည်းထပ်ပြောသေးတယ်။နော်ယေရှုကိုအချစ်ဆုံးဖြစ်အောင်တဲ့ဖခင်တခင်ရဲ့လူများကိုပြင်ဆင်ပုံတွင်းခြင်းဟာဓမ္မဆရာရဲ့အတော်ဝင်ဖြစ်တယ် ဒါကြောင့်ဒီနေ့ကျွန်တော်တို့တယောက်ချင်းစီတိုင်းကျွန်တော်တို့ရဲ့စီစဉ်ခြင်းဝေငှခြင်းတိဆောက်ခြင်းအားလုံးကဘဒုကိုပဲချစ်ဖို့အတွက်လဲဆိုရင်ကျွန်တော်တို့ကိုအသက်ပေးပြီးမှရွေးနှုတ်ကယ်တင်တဲ့ကျွန်တော်တို့ရဲ့ချစ်တော်ချစ်သူခင်ပွန်းဖြစ်တဲ့ခရစ်တော်ကိုချစ်ဖို့အတွက်ပဲဒါကြောင့်မို့ကျွန်တော်တို့ကဖြစ်ခုတ်လို့မရဘူးဟာကိုကိုချစ်လာအောင်ကိုကိုအေးတူဖြစ်လာအောင်ကျွန်တော်တို့ကပလီပလာလုပ်လို့မရအောင် မလုပ်လို့မရအဲ့ဒါဖရာမကြိုက်ဖရာမကြိုက်အဲ့ဒါမှားတယ်တဲ့ကိုကိုကိုချစ်အောင်လုပ်ရင်အဲ့ဒါမှားတယ်ကိုကိုကိုအားကြအောင်မလုပ်ရအောင်ဒီနေ့ကျွန်တော်တို့ကလေပြောမနေနဲ့ကိုကိုကိုအားကြအောင်အရန်လုပ်ချင်တာဟာလာအားမကြိုက်အားကြအောင်နည်းနည်းလေးနော်မလီတတိခံခိုင်းပြီးမှတောင်းပါဖြစ်ခြင်းလဲဆိုရင်နော်တည်တယ်မလား တခါလေကြိုက်ကိုနာမည်မပါမလားထပ်ပါအောင်ထပ်တတိခံခိုင်းတာကိုနာမည်မပါပါအောင်ဖြစ်တတ်တာကိုပြောတာနော်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာထဲမှာအဲ့ဒါတွေမှားတယ်သခင်ယေရှုကျွန်တော်တို့ကိုရယူပေးနေတဲ့အတွက်ချီးမွမ်းတယ်ဓမ္မဆရာများကလည်းမိမိကိုယ်ကိုလူများအထင်ကြီးချီးမွမ်းချစ်ခင်လာအောင်လုပ်ခြင်းဒါလည်းမှားတယ်မှားတာတွေနော်အများကြီးပဲဒီနေ့ပြောတာအထင်ကြီးဖို့ မလိုပါဘူးချီးမွမ်းခြင်းခံဖို့မလိုဘူးဒီနေ့ချီးမွမ်းခြင်းခံထိုက်တာသခင်ဖျားပဲဖြစ်တယ်နောက်ထပ်အမှားထပ်ပြောမယ်အသင်းတော်ရဲ့အဓိကအမှားမှာတဲ့အသင်းတော်ထက်ခရစ်တော်ရဲ့ဓမ္မဆရာများကိုအထင်ကြီးအမွန်းတင်တာတဲ့အားကိုးခြင်းအဲ့ဒါမှားတယ်ဒီနေ့ချစ်တော်မိသားစုဓမ္မဆရာတွေရဲ့အလုတ်ကပါလေခုနပြောပြီးပြီပေါလုရဲ့အလုတ်ပါလေ ်ပေါလုကိုယ်တိုင်သူဝန်ခံထားတာသူပါအလုပ်လဲဆိုရင်ဝိညာဉ်ဖခင်ဖြစ်ပါတယ်ဒါပေမဲ့တဲ့သူလုပ်တဲ့ဥစ္စာသင်တို့ကိုလင်တူးနဲ့ထိမ်းများစုံနေပြီးတော့ကြောက်ခုနကျွန်တော်ဖတ်ခဲ့ရတာဖယားတခင်ရဲ့အလိုတော်နဲ့ညီတီလာနဲ့ပြည့်စုံတော့တို့တမီကညာအဖြစ်ခရစ်တော်အားစက်တရာစိုးရင်တော့စိတ်နဲ့သင်တို့ကစောင့်ရှောက်တယ်အတိတ်ပဲပါလေ တခြားလူနောက်ပါသွားမှာတခြားဩဝါဒနောက်ပါသွားမှာတခြားကိုကြားချင်းနဲ့အထင်ကြီးတဲ့ဆရာတွေနောက်ပါသွားမှာကိုစိုးရိမ်နေခရစ်တော်နောက်ပဲခရစ်တော်ကိုယာဖို့အတွက်ပဲဓမ္မဆရာကမလုပ်ရလေတို့သမီးကို ပြင်ဆင်ပေးရတာဖြစ်တယ်အာမင်ခရစ်တော်နဲ့ထိမ်းမြဖို့တိလာနဲ့ပြည့်စုံတဲ့သူဖြစ်ဖို့ရန်အတွက်ဒါကြောင့်ဒီနေ့ ဓမ္မဆရာဟာတဲ့ဘာလို့ခေါ်လဲဆိုရင်ဖယားတခင်ရဲ့နိုင်ငံတော်အတွဲတဲ့မိမရှာအဖြစ်မိမိကိုယ်ကိုဆုံးမခံယူတင်ကြတယ်အဲ့ဒီမိမရှာဆိုတာဘာကိုပြောတာမိမဒိန်းကိုပြောတာဒါပြောပါမယ်ကျွန်တော်တို့အေးတတာဝတ္ထုကိုဖတ်လာတဲ့အခါမှာဘယင်အာရွှေရုအတွက်အမျိုးသမီးတွေရှာရတဲ့အခါမှာမိမ့်မဒိန်လက်ကိုအရရတယ်မိမ့်မရှာလို့ခေါ် အဲ့ဒီမိမဒိန်းဆိုတာမိမရှာဆိုတာယောက်ျားဒါပြန်သူ့ကသင်းကွတ်ထားပေးတာ तू စိတ်ဝင်စားအမျိုးသမီးဘလောက်ချောချောလာ तू စိတ်ဝင်စား तू စိတ်ဝင်စားတာပါလေဘယင်ဘယင်ကဘယင်အတွက်အကောင်းဆုံးအဲ့ဒီမိမဒိန်းကဘာလုပ်တယ်လဲဆိုတာမိမရှာနော်အဲ့ဒါအကောင်းဆုံးဘယင်ကြိုက်တဲ့အရာဘယင်နဲ့တက်တဲ့ဘယင်ရဲ့စိတ်ဓာတ်နဲ့တွေ့ဖို့ရန်အတွက်အယံပဲ ဘယင်နှစ်သက်တဲ့ဘယင်ရဲ့နော်ဇနီးတဲ့ဒီနော်ချစ်သူတွေကို6လဘာလုပ်ပေးလဲဆိုတဲ့ခါကျတော့မူရန်စီနဲ့တန့်ရှင်းရေးလုပ်တယ်6လတန့်ရှင်းရေးချက်ပြောမယ်6လနဒါစီမျိုးစုံနဲ့ဘာလုပ်လဲပြင်ဆင်တယ်တနစ်တိတိနော်ဒါဘယင်ထံဝင်ရမှာတညပဲတော့အလဲနဲ့သွားတာ ဒါလောကဘယင်ကိုပြောတာဒီနေ့ကောင်းမြတ်တဲ့ဖယားဒီနေ့ကျွန်တော်တို့ကိုအသက်ပေးပြီးချစ်တဲ့ဖယားဒီနေ့ကျွန်တော်တို့ကဒီနေ့ကျွန်တော်တို့တရားချင်းစီတိုင်းဒါကြောင့်မို့ကျွန်တော်တို့ကလေအဲ့ဒီဖယားကိုပဲစိတ်ဝင်စားပြီးမှဖယားအတွက်ပဲကျွန်တော်တို့ကအသက်ရှင်တော်သူဖြစ်ဖို့အဲ့ဒါအရေးကြီးတယ်ကျွန်တော်တို့တယောက်ချင်းစီတိုင်းတယောက်ကိုတယောက်တိဆောက်ခြင်းပဲဖြစ်ပါစေ တယောက်ကိုတယောက်ကျွန်တော်တို့စီစဉ်ခြင်းပဲဖြစ်ပါစေကျွန်တော်တို့ရဲ့ဘုရင်ကျွန်တော်တို့ရဲ့တို့သားဖြစ်တဲ့ခရစ်တော်ထံရောက်တဲ့เนาะချစ်သူတို့သမီးတွေကို ပြင်ဆင်ပေးတဲ့မိမရှာဖြစ်ပါလေအာမင်ဒါကြောင့်ဒီနေ့ကျွန်တော်တို့ဖခင်တခင်ရဲ့တန်ရှင်းသူများခရစ်တော်ကိုသာစိုင်းနဲ့သဆုံးခရစ်တော်နဲ့တိကျွမ်းရင်ဆုံး အရင်နည်းဆုံးဖြစ်သည်တတို့သားဤအဖို့မိတ်ဆွေဓမ္မဆရာများကိုခရစ်တော်ဤတတို့သမီးကစိတ်မဝင်စားချေခရစ်တော်အပေါ်၌တာသစိတ်တီအာယုံတစ်ခုတည်းရှိသည်အာမင်ဒါကြောင့်မို့တဲ့ရှင်ပေါလုဒီတတို့သမီးရဲ့အဖအဖြစ်သားတော်ဤအဖနဲ့ပရိညင်ဖွဲ့ကားတဲ့ယုံကြည်သူတို့သမီးကိုတန့်ရှင်းစင်ကြယ်စင်ကြယ်သူနဲ့တတို့သားကိုတာ ချစ်မြတ်နိုးပြီးတစ္ဆာရှိသူဖြစ်အောင်တွင်တင်ဆုံးမလျက်နေတယ်အာမင်ဒီနေ့ချစ်တော်မိသားစုကျွန်တော်တို့ကိုဒီနေ့မိကွန်းထမေးထားတယ်ဒါကိုကိုကိုဖြေဖို့အတွက်ဖြစ်တဲ့တင်ဒီတို့သားခရစ်တော်တူဦးတီကိုတာစိတ်ဝင်စားပါသလားတာမမဟုတ်တို့တားရဲ့အဖို့ဓမ္မဆရာတွေကိုအထင်ကြီးပြီးမျက်စိကျနေသလားကိုကိုကိုပဲဖြေဖို့လိုအပ်တယ်ဒီနေ့ နှုတ်ကပတ်တော်ထဲမှာပါပြောလေရှင်ပေါ်လူပြောတဲ့အတိုင်းသူကိုယ်တိုင်ခရစ်တော်ကိုဆက်တာဖို့အတွက်အလိုတော်အတိုင်းတီလာနဲ့ပြည့်စုံတဲ့တတို့သမီးကညာအဖြစ်နဲ့ဆက်တာနိုင်ဖို့ရန်စိုးရိမ်စွာနဲ့ဒီနေ့တခင်ရဲ့အသက်အတွေးနဲ့ရွေးဝဲခြင်းခံရတဲ့ယုံကြည်သူတွေကိုတိုက်တွန်းလို့ဆိုနေတာဖြစ်တယ်။အာမင်ဒီနေ့ တို့သမီးကိုပြင်ဆင်တယ်ဆိုတဲ့ရှင်ပေါ်လူနဲ့ယောဟန်ရဲ့အလုပ်အားဖြစ်ဒီနေ့စာသုံးရတဲ့အတွက်တခင်ကိုချီးမွမ်းပါတယ်တခင်ဖျားကိုရောကိုချစ်ပါ၏အာမင်